ကျွန်တော်ကပညာရေးပေါ့နော်တင်တန်းအကြောင်းပေါ့နော်ဆိုတော့အဲ့ဒါလေးတွေအရင်စတင်တာပါတင်တန်းအကြောင်းမှာကိုယ်ပိုင်အကြောင်းနဲ့ကျွန်တော်တို့စာစာတင်ပြီးတော့မှလုတ်လုတ်ဖြစ်ခဲ့တာပေါ့ကိုဗစ်ကာလပြီးရနောက်ပိုင်းမှာခက်ခဲကြမှုလို့ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းလဲခြေဆက်ရင်းနဲ့ကျွန်တော်တို့အကောင့်ထဲပို့လုတ်ဆောင်ကြည့်မယ်ဆိုပြီးတော့မှတငယ်ချင်းနဲ့တိုင်ပင်ပြီးတော့မှလုတ်ဖြစ်ခဲ့တာပါ ဆိုင်လေးစပြီးတော့ဖွင့်ဖို့ရည်ရွယ်ထားတာတော့ကျွန်တော်တို့ဒီကိုဗစ်ကာလပေါ့နော်ကိုဗစ်ကာလမှာအလုပ်ကပါတဲ့အချိန်မှာကျွန်တော်တို့တငယ်ချင်းနဲ့မလုပ်ရင်ကောင်းမလဲဆိုပြီးတော့မှအဲတိုင်မီနဲ့အကြံဉာဏ်လေးရလို့ပေါ့စားတောက်ကုန်လုပ်ငန်းမှာကျွန်တော်တို့ဒီသူဘယ်လိုကောင်းမလဲခုခုလုပ်ရင်ကောင်းမယ်ဆိုပြီးတော့ idea လေးရပြီးတော့မှကျွန်တော်တို့တငယ်ချင်းနဲ့ဒီကွန်း လုပ်ငန်းကိုစပြီးတော့မှအကောင့်တဲဖို့ပြီးတော့မှအကောင်းဆုံးဖြစ်နိုင်မဲ့ဝန်ဆောင်မှုမျိုးရဲ့တန်ရှင်းတည့်ရပြီးတော့မှစားသုံးသူတွေစိတ်ကြည်နပ်မှုရမယ်ဟာမျိုးကိုရည်ရွယ်ပြီးတော့မှကျွန်တော်တို့လုပ်ဖြစ်တဲ့ခဲ့တာပါဟုတ်အချိန်ကတော့ကျွန်တော်တို့၄နှစ်တာနဲ့၅နှစ်တာကာလကြာထဲမှာလေ့လာခဲ့တဲ့အဲအချိန်တွေလည်းရှိခဲ့ပါတယ်ဟုတ်ကျွန်တော်တို့ဒီလုပ်ငန်းလုပ်ဖြစ်ဖို့အတွက်ကျွန်တော်ပထမဦးဆုံးစဉ်းစားမိတာကတော့ကျွန်တော်တို့ဒီစားသုံးသူတွေရဲ့ စာတန်းပေါ့နော်သူတည်တနာလုပ်ဖို့ဆိုပြီးတော့မှကျွန်တော်တို့တငယ်ချင်းနဲ့တိုင်ပင်ပြီးတာပေါ့နော်ကျွန်တော်တငယ်ချင်းတိုင်ပင်လို့မှကျွန်တော်တို့အဲ့ဒီသူတည်တနာလုပ်ဖို့အတွက်စာသုံးသူတွေကိုကျွန်တော်တို့ဒီ market research ပေါ့နော်အဲ့ဒီဝန်ထမ်းလေးတွေခေါ်ပြီးတော့ကျွန်တော်တို့ survey form လေးတွေနဲ့အဲကျွန်တော်တို့၈လ၉လလောက်ကို ကောက်ခဲ့ပါတယ်အဲ့လိုကောက်ပြီးတော့မှကျွန်တော်ရလက်ပေါ်မူတည်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ရွေးချယ်ပြီးတော့မှဘယ်လိုမျိုးမတူတဲ့ အဲဘယ်လိုခေါ်ဝန်ဆောင်မှုမျိုးနဲ့အရသာမျိုးပေးဆက်နိုင်မလဲဆိုပြီးတော့မှကျွန်တော်တို့ရည်ရွယ်ဖြစ်ခဲ့တာပါကျွန်တော်ကပညာရေးပေါ့နော်တင်တန်းအကြောင်းပေါ့နော်ဆိုတော့အဲ့ဒါလေးတွေအင်းရစတင်တာပါတင်တန်းအကြောင်းမှာကိုယ်ပိုင်အကြောင်းနဲ့ကျွန်တော်တို့စာစာတင်ပြီးတော့မှလုတ်လုတ်ဖြစ်ခဲ့တာပါကိုဗစ်ကာလပြီးရနောက်ပိုင်းမှာခက်ခဲကြမှုလို့ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းလဲခြေဆက်ရင်းနဲ့ကျွန်တော်တို့အကောင့်ထဲပေါ်လောက်ဆောင်ကြည့်မယ်ဆိုပြီးတော့မှတငယ်ချင်းနဲ့တိုင်ပင်ပြီးတော့မှလုတ်ဖြစ်ခဲ့တာပါအဲစိန်ခေါ်မှုကတော့ရှိပါတယ်ကျွန်တော်တို့ကစိန်ခေါ်မှုကပါလဲဆိုတော့ကျွန်တော်တို့ရည်မှန်းထားတဲ့အဲ ချက်လက်တွေအကောင့်ထဲမှာပေါ်မချင်းကျွန်တော်တို့အဲမလုံနိုင်နေတဲ့ဟာတွေပေါ့နော်အချိန်ယူခဲ့ရတဲ့အချိန်လေးနောက်တစ်ခုကကျွန်တော်ငွေကြေးတွေနေရာတွေအဲ့လိုတွေအခက်ခဲတော့ရှိခဲ့ပါတယ်ကျွန်တော်က background ကတော့ကျောင်းတော့ပါလို့ဆရာအနေနဲ့တော့မရက်သေးပါဘူးဝါသနာလည်းပါပါတယ်သင်ကြားရေးဘိုင်းမှာရော lecture ဘိုင်းမှာရော training ဘိုင်းမှာရောအချိန်ရရင်ရတယ်လို့တော့လုပ်ပါတယ်ဒါပေမဲ့အချိန်ပြည့်တော့မလုံနိုင်ခဲ့ပါဘူးအခုလောလောဆယ်တော့ဒီလုပ်ငန်းလေးတစ်ခုကိုတငယ်ချင်းနဲ့အကောင့်ထဲပို့ပြီးတော့အဲခြေဦး ဆန်ခဲ့တဲ့သဘောပါပဲအကောင့်တက်ဖော်တဲ့သဘောပါပဲကျွန်တော်တို့ဒီဆိုင်ကတော့အဲပထမတော့ကျွန်တော်တို့ဒီမိုဘိုင်းကိုရဆိုင်လေးပေါ့နော်အဲ့ဒါလေးလေးစပြီးတော့တိဆောက်တာ2024ပေါ့မိနစ်ကကျွန်တော်တို့ပြင်ဆင်ခဲ့ပါတယ်ဒါမဲ့ကျွန်တော်တို့နေရာအခက်အခဲကြောင့်မို့လို့အဲ့ဒီဆိုင်တွေကမဖွင့်ပြပဲနဲ့ကျွန်တော်တို့ဒီလိုဆိုင်ကန်းလေးအဲနည်းထိုင်ထိုင်စားလို့ရတဲ့အနေအထားမျိုးလေးအဲလုပ်ရင်ကောင်းမယ်ဆိုပြီးတော့တကယ်ချင်းက တိုင်ပင်လာတဲ့ခါကျတော့ကျွန်တော်တို့ဟုတ်ပြီကျွန်တော်တို့အဲ့ဒါတွေလုပ်ရင်ကောင်းမယ်အကောင်းဆုံးလဲထိုင်စားလို့ရအောင်မိသားစုနဲ့လည်းလာပြီးတော့အေးတွေဖြော်ရည်တွေကော်ဖီတွေတောက်စားလို့လည်းရအောင်ပေါ့နော်ဆိုတော့အဲ့လိုရည်ရွယ်ချက်ကလေးနဲ့ပဲကျွန်တော်ဖွင့်ပြတာပါကျွန်တော်တို့ဒီ free tour ရတဲ့ရည်ရွယ်ချက်ကကျွန်တော်ပထမတော့ဒီ April လစမ်းမှာဖွင့်ဖို့ပါပဲအဲ့တော့တဘာဝ BN ရဲ့အခြေအနေကြောင့်မလို့ဆိုင်လဲမပြီးသေးတာရောပြင်ဆင်မှုမပြီးသေးတာရောခက်ခဲကြောင့်မလို့မဖွင့်ပြပဲနဲ့ကြံပြီးရနောက်ပိုင်း25ရက်နေ့ကနေစပြီးတော့မှကျွန်တော်တကယ်ချင်းရစလောက်တော့မယ် အဲကျွန်တော် promotion တော့အရင်ဆုံးစပြီးတော့ကြွေးကြည့်မယ်ကျွန်တော်ဆက်ထားတဲ့ထုံးလေးတွေပြင်ဆင်ထားတဲ့ကုန်လေးတွေနဲ့ formula လေးတွေကောင်းမကောင်းပေါ့နော်အဲစားသုံးသူတွေကျေနပ်မှုရှိမရှိအဲလိုအပ်ချက်တွေပါရှိမလဲဆိုပြီးတော့မှကျွန်တော်ဒီဟာလေးကို free ကြွေးတဲ့အစီအစဉ်လေးလုပ်ဖြစ်ခဲ့တာပါဒီလကုန်ဒီနေ့အထိပေါ့နော်နောက်ပိုင်းလဲကျွန်တော်တို့ဒီ promotion လေးတွေအဲ packing ကြီးလေးတွေနဲ့ကျွန်တော်တို့ဒီဘူးလေးတွေနဲ့တခြား coupon လေးတွေလည်းလည်းအစီအစဉ်လေးတွေအများကြီးပြင်ဆင်ထားပါတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့စားသုံးတဲ့လူတွေကို အရသာတွေအပြင်ပေါ့နော်ကျွန်တော်တို့ဒီကိုယ်ကိုကျန်းမာရေးနဲ့ညီညွတ်အောင်တန်ရှင်းတန်ရဲမှုဖြစ်အောင်ပေါ့နော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပေးမယ်လို့ရည်ရွယ်ထားပါတယ်ဒီဝါလို့ကောင်းရဲ့သင်္ကေတတော့ကျွန်တော်ဒီ signature တော့တည်တံ့ကြီးတော့မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ signature တဲ့ကျွန်တော်တို့ရဲ့ formula ပေါ့နော်အဲဝါလို့ကောင်းရဲ့ formula တော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်စားသုံးသူတွေပေါ့နော်ကိုက်ညီမဲ့စံနှုံးစံထားနဲ့ကျွန်တော်တို့ပြင်ဆင်ပေးသွားမှာပါအဲပြီးတော့ဒီမှာကတော့ကျွန်တော်တို့ဒီကုန်းကတော့အဓိကတော့ဘာလဲဆိုတော့ရှင်ကျန်အဲအများစုကတော့ စိုးရင်ကြတာပေါ့နော်ယောဂနဲ့မကင်းလို့ဘူးအဲဘယ်အစားမစားမှုဆိုပါပဲဒါမှမဟုတ်ဒီလိုပုံမလဲအများကြီးစားရင်တော့တမျိုးပေါ့လေနော်အဲကျွန်တော်တို့ဒီဟာကိုအကောင်းဆုံးဖြစ်တဲ့ဆန်ဆန်နှုံးထားနေပေါ့နော်ပြီးတော့မှဒီကျွန်တော်တို့ဒီ FDA တို့ဒီကျွန်တော်ကိုးနေမှာဆိုလို့ရှိရင်သုံးတဲ့ပိုတက်ဆေးတွေယာကိုင်တို့ရော့အောင်ထုံးတက်လေးတွေရော့အောင်အရသာတော့မူရင်းရှည်ယူမပြတ်ပေါ့နော်ကျွန်တော်ရိုးရာကိုးစားသလိုပဲမပြတ်အောင်တော့ကျွန်တော်ဆက်ပြီးတော့ထိမ့်သိမ်းပါမယ် အထူခြားတဲ့ဒီအရာတာတွေပါပြီးပြောင်းလဲဖို့ကလောလောဆယ်တော့မရှိပါဘူးကျွန်တော်တို့ဒီစားသုံးသူတွေကျင့်တဲ့စားနေကြပုံစံမျိုးကိုလည်းကျွန်တော်တို့ပေးပြီးတော့မှအဲစိတ်ကျင့်တဲ့မှုတစ်ခုပေါ့နော်အဲ့လိုမျိုးအကောင့်တွေပေါ်ပေးမှာပါအပြင်နှုံးကတော့ပုံမှန်ပါပဲအဲအပြင်နဲ့မကွာပါဘူးအဲ့တော့အခုနောက်လိုမျိုးကျွန်တော် promotion နဲ့ coupon လေးနဲ့ပဲနည်းနည်းကွာသွားမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့စီမံစားရဲဆိုလို့ရှိရင်အခုနောက်လိုမျိုးပေါ့ဆိုင်ထိုင်စားလို့ရတဲ့ဟာက အဲလာတဲ့ခါမိသားစုပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းနဲ့ဖြစ်ဖြစ်အလုပ်ကြောင်းပဲဆွေးနွေးပြီးပြီးစကားပြောပြီးတော့မှတကယ်လို့စားနေနဲ့လိုအပ်ချက်ရှိလို့ပြင်ဆင်ရပင်ဆိုတော့ကျွန်တော်ချက်ချင်းပြင်ဆင်ပေးလို့ရတာပေါ့နော်ပြီးတော့အကြံလဲပေးလို့ရတာပေါ့အဲ့လိုအခြေအနေမျိုးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြင်ဆင်ပြီးတော့ရည်ရွယ်ပြည့်စုံခဲ့တာပါတခြားကျွန်တော်တို့ဒီအဲဒီမိုင်းပဲလာစားမယ်လို့တော့မဟုတ်ပါဘူးကျွန်တော်တို့လာစားတဲ့လူတွေအစီအပြေအောင်အဲပြီးတော့လဲကျွန်တော်တို့ဒီမှာ အေးတွေမုတ်တွေဒါမျိုးပေါ့နော်တခြားသူတို့လိုအပ်ချက်လေးတွေပေါ့အဲ့ဒါမျိုးလေးလည်းပြင်ဆင်ပေးထားဖို့ရှိပါတယ်ခင်ဗျာအခုအပေးချင်တာလို့ပထမတော့ကျွန်တော်တို့ဒီဆိုင်ပေါ့နော်နောက်ဆိုင်ခွဲတွေလည်းဖွင့်ဖို့အခုကျွန်တော်တို့ပြင်နေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ interior decoration နေအပိုင်းတွေလည်းကျွန်တော်တို့လုပ်နေတဲ့ခါကျတော့အချိန်ကအဲတလနှစ်လလောက်ယူရမှာမို့လို့တခြားဒီကျွန်တော်တို့လူအများစု main land မှာကျွန်တော်တို့လူစီကားတဲ့နေရာမှာပေါ့နော် အဲ့လိုမျိုးဝယ်နိုင်အောင် customer တွေတွားရလာရအဆင်ပြေအောင်ကျွန်တော်တို့ပြင်ဆင်ထားပေးပါတယ်ဟုတ်နောက်ပိုင်းလဲဆက်ဖွင့်ဖို့တော့ကြိုးစားသွားမှာပါ customer ရဲ့တောင်းဆိုချက်အရာရော customer ရဲ့လိုအပ်ချက်အရာရောသူတို့တောင်းဆိုလာတဲ့ဆိုလို့ကျွန်တော်တို့စူးစမ်းပြီးတော့ဖြည့်ဆည်းပေးမယ်လို့ရည်ရွယ်ထားပါတယ်ခင်ဗျာဘွားလိုကောင်းကို ် online ကနေပဲဖြစ်ဖြစ်ကျွန်တော်ဒီဟိုเนาะမိတ်ဆွေတကယ်ချင်းချင်းရနေ note 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 အားဖြစ်တော့လကောင်းပေါ့เนาะဘယ်ဘယ်ကနေပြီးတော့มาတိလက်အောင်ကူညီပေးတဲ့လူတွေရောပြီးတော့ဒီ online ကနေပြီးတော့มาကျွန်တော်တို့အကြံဉာဏ်အမျိုးမျိုးပေးတဲ့မိတ်ဆွေတွေရော comment တွေပေးတဲ့လူတွေရောတူးချင်းစီကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်တောင်းဆိုချက်တွေအားလုံးလည်းကျွန်တော်အလေးထားပြီးတော့มาအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်လို့ပြင်ဆင်ထားပါတယ်ခင်ဗျာ